တရင်ပဲသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမှာစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရခန့်အပ်ပါတယ်ခင်ဗျာခੁရကပရမအူဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြမအရေးရေယူဖြည့်ရှင်ဆောင်ရွက်ရန်ထမ်းမှန်ကြာရှုံးခဲ့တဲ့အာဆီယံဘွဲကိုစကောင်းစီကလောင်ပြောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးကြံ့ပေးကောင်စီကဝေဖန်တဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။မြန်မာအရေးအရေးယူဖြစ်ရှင်ဆောင်ရွက်ရန်အရသာပြည်သူများကိုဘုံကျဲတစ်ပြက်ပြချင်းဖြင့်လောင်ပြောင်နေတဲ့ကဲ့သို့ဖြစ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံ့ပေးကောင်စီကဝေဖန်လိုက်ပါရစေ။မေလ26ရက်နေ့မှမေလ29ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးဈေးဝေးမှာမြန်မာအရေးကိုအရေးယူဖြစ်ရှင်ရန်ထပ်မံကြာရှုံးခဲ့ကြောင်းအာဆီယံထိပ်သီးဈေးဝေးကမြန်မာအရေးမှာ အဘိဘဲပြေးွားတဲ့ရေယူဆောင်ရွက်မှုများပြုလုပ်နိုင်မယ့်အခွင့်အရေးကိုနောက်တစ်ချိန်လွှဲချော်စေခဲ့ကြောင်းအာဆီယံခေါင်းဆောင်တွေဟာအနှစ်သာရမရှိဘဲထက်ထလဲလဲပြောနေဆုံနေကြစကားများမှမကျော်လွှားနိုင်ကြတဲ့ပြင်အာဆီယံရဲ့လင်းနှစ်တာကြာရှုံးမှုတွေကိုပိုလို့ပင်ဆိုးဝါးစေခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာထူးချမ်းပေကောင်စီကတရင်ထုတ်ပြန်ပါတယ်အခုအာဆီယံကဒုံမဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက်၅ချက်ကိုသာဆက်လက်ဆွဲကိုင်နေကြဟာရာစုနှစ်တဝက်အတွင်းအကြီးမားဆုံးဖြစ်တဲ့ဒေတာဆိုင်ရာအချက်တဲကိုကိုင်တွဲဖြည့်ရှင်းရမှာ အရေးတကြီးဆောင်ရရန်အရေးတကြီးဆောင်ရရန်လိုအပ်မှုဂရီကဝဲထားရှိမှုနဲ့တီထွင်ဖန်တီနိုင်စွမ်းတို့အလုံးမဲခင်မဲ့နေကြောင်ပြသနေပါတယ်လို့ SSCM ကပြောဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့မေလ25ရက်နေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကွာလာလမ်ပူးမှာတွေ့ဆုံဆွေးနွေးနေစဉ်ပဲခူးတိုင်းကြောက်ချီမြို့နယ်မှာရှိတဲ့မင်္ဂလာဆောင်တစ်ခုကိုမြန်မာအကြမ်းဖက်ဆဲဟုစုကလေးချောင်းမှတက်ခဲ့ကြရ။သူတို့သမီးနဲ့ကလေးငယ်၂ဦးပါဝင်အရသာပြည်သူအ ਨੇ စုံဆဲဟုတည်ဆုံခဲ့ကြောင်းအဆိုပါတက္ကသိုလ်မှာတပည့်ရင်းမြို့နယ်မှာရှိတဲ့ ဇာတင်ချောင်းတချောင်းကိုဇေဟုဆိုးကဘုံကျဲတိုက်ခတ်ခဲ့ပြီးကလေးတငယ်22ဦးနဲ့ဆရာ2ဦးတေဆုံးကအချားရက်တာ105ဦးထိဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပြီးနှစ်ပတ်မပြည့်မီမှာထပ်မံဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပါတယ်။အဲဒီလိုရက်ဆက်ကြံကြုံမှုတွေနဲ့ဇေဟုဆိုးရဲ့အချားလုံးရများအကြောင်းကြဲကြဲပြန်းပြန်းတဲ့သတင်းတွေမှာဖော်ပြနေတဲ့အတိုင်းအာဆီယံခေါင်းဆောင်များရဲ့ထုတ်ပြန်ချက်အစ်တဲမှာအကြမ်းမဲ့ဇေဟုဆိုးရဲ့လက်တွဲမရှိတဲ့ပြစ်ခတ်ရဲ့ဆေးရည်ကိုအတိမတ်ပြုထားကြောင်းလက်တွဲမကြတဲ့စစ်တပ်ရဲ့ပြစ်ခတ်ရဲ့ဆေးရည်ကို တတန်းတိုးရံနဲ့ထတ်တိုးကျင့်သုံးရံမင်းတောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်အာဆီယံခေါင်းဆောင်များမှအကြံပေးဆဲဟုဆိုရဲ့ရတားပြည်သူများအပေါ်ကြဲကြဲပြန်းပြန်းနဲ့စနစ်တကျဂျူးလို့နေတဲ့ရက်ဆက်ကြမ်းကြုံမှုတွေကိုဒေါ်လာရင်းအင်အားစုများရဲ့ခိုးကန်ဒေါ်လာရင်းဂျိုပန်မှုတွေနဲ့တတန်းနဲ့ထားကမာရွန်းစွာရှုံမြင်တုံတက်နေစေဖြစ်တယ်လို့အစစ်စီရမကဝေဖန်ပါတယ်။အခုဆဲဟုဆိုရဲ့ခေါင်းဆောင်မယောင်းနိုင်ရဲ့ပြည်သူတွေပေါ်မယံမနာပြုလုပ်နေတဲ့တိုက်ခိုက်မှုတွေမှာအကြံပေးဆဲဟုဆိုဟာပြေခက်ရဲ့စေရေးကိုအမှန်တကယ်အကောင့်ထည့်ပေါ်ခဲ့တဲ့ ဒါမှမဟုတ်အဲ့လိုပြုလုပ်ရန်ရည်ရွယ်ချက်တစုံတရာရှိတယ်ဆိုတော့အာဆီယံရဲ့အဆိုတွေကိုယွန်ရှားပွဲရလောင်ပြောင်နေတကယ်တူဖြစ်နေတယ်လို့သုံးသပ်ထားပါတယ်။ဒါပြင်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအနေနဲ့အဲ့ဒီအတုံးမဝင်တဲ့ဘုံတဘောတူညီချက်၅ချက်နေရာကိုစားထိုးရမှာဖြစ်ပြီးအဲ့ဒီလုပ်ငန်းစဉ်အတက်ထဲမှာအမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီဒိုင်ယနာခူးကန်တော်လန်ရဲ့ဖွဲ့စည်းများလူနည်းစုကိုစားပြုကိုယ်စားလှယ်များနဲ့မြန်မာရပ်ပတ်လူဖွဲ့စည်းတွေနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆန့်ခြင်းကိုလည်းဦးစားပေးရမှာဖြစ်တယ်လို့ SSCM ကအကြံပြုထားပါတယ်။ အခုအာဆီယံအနေနဲ့မြန်မာစစ်တပ်ရဲ့ဂျန်ဖန်မှုတွေကိုအမှန်တကယ်ရပ်တန့်လို့မယ်ဆိုရင်ကိုလက်သမဂလုံးချုပ်ရေးကောင်စီကိုဝင်ရောက်ဆွတ်ပတ်ရန်ချက်ချင်းတောင်းဆိုတင်ပါတယ်။ဒါပြင်ဆေဥစုကလိုင်းနာမှုရှိစေရန်တို့ကနိုင်ငံတကာလေးလာသူများနဲ့မြန်မာနိုင်ငံတဝန်းလုံးမှာအပြစ်ကဲ့ရစေးရေးတရချမှတ်ပေးရန်လဲတောင်းဆိုတင်ပါတယ်လို့အစစ်စီယံကထပ်လောင်းပြောပါတယ်။စကောင်းစီကမတ်လ28ရက်နေ့ငလျင်လောက်ခတ်ပြီးအပြစ်ကဲ့ရစေးရေးကိုမကြာခဏကြီးညာထားပေမဲ့လေကြောင်တကိုင်းမှုတွေစကြောင်ထိုးခြင်းတွေကိုဆောင်ရွက်လျက်ရှိရမှာ။ စကိုင်းငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်အကြံဘက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကျင်းပြုလုပ်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုတွင်မှပြည်သူ436ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပခောက်ခုမျိုးနယ်ဆင်မင်းချေးဝါတို့လာရောက်တဲ့ပြူစောဒီကာနစီကိုကြားပြတိုက်ခိုက်မှုတွင် ပြူစောဒီကောင်းဆောင်ကျော်စိုးနိုင်အပါအဝင်၄ဦးသေဆုံးပြီးတော့လန်နန်နဲ့လက်တင်ဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းပခုတ်ခုမြို့နယ်ဆင်မင်းကန်ကျေးဝါတို့လာရောက်တဲ့ အကြံဖက်ပြူစောတီဂါနစီကိုကြားပြတ်တက်ခတ်ခဲ့ရမှာပြူစောတီလေးဦးတေဆုံးပြီးတော့တနနက်လက်တင်းဆဲရရှိခဲ့တယ်လို့ပခောခုမျိုးနယ်ဗီဒူကာကွယ်ရေးဖွဲ့မှတရင်နဲ့ပြန်ချရေးတာဝန်ရှိသူတဦးကပြောပါတယ်ယမန်နေ့ဇွန်လတရက်နေ့မနက်၈နာရီခန့်ကပခောခုမျိုးကနေစင်မင်းချီဝါခေစကန်းကိုတာဝန်ပြောင်းလဲရန်လာတဲ့အကြံဖက်စတက်လက်အောက်ခံပြူစောတီခေါင်းဆောင်အပါအင်အားရှိဦးစီနင်းလိုက်ပါလာတဲ့ဂါနစီကိုဗီဒူကာကွယ်တပွဲဝင်တွေကကြားပြတ်တိုက်ခတ်ခဲ့ရမှာအပြန်အလှန်ဖြစ်ကတ်တိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ် မဒူကာနစီနဲ့ထွက်လာတာဝိုင်းပစ်တဲ့အချိန်မှာကာနစီလုံးကထိုးရက်သွားတယ်ကျန်းတဲ့လေးဦးကထွက်ပြေးသွားတယ်ကားတွေကပြတ်သွားတော့ယူခဲလို့မရဘူးဝိုင်းပစ်ကြတော့ကားကပြတ်သွားတာကျန်းတဲ့ပစ္စောတိလေးဦးကထွက်ပြေးလုံးမြောက်သွားတာဆင်မင်းကန်ကိစကန်နဲ့ကလည်းနေတယ်မိုးတွေကလည်းရွာနေတော့ကားတွေကိုမီးမရှို့ခဲ့ရဘူးဒီနေ့မနက်တော့ဆင်မင်းကန်ကိကိုအင်အား80လောက်ဒိုးချထားတယ်လို့ပခုတ်ကူမျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးဖွဲ့မှတရင်နဲ့ပြန်ချားရေးတာဝန်ရှိသူတအူးကပြောပါတယ်အဲလိုတိုက်ခိုင်းမှုတွင်မှာဂျမ်ဘတ်စတက်လာအောက်ခံပြူစောတီလေးဦးသိမ်းဆုံးပြီးတော့ ်အမေဒရီမျိုးစာတနက်တလက်ပြင်စတိုတလက်လက်နက်ခရဲများနဲ့ငွေသား33သိန်းတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပခုတ်ကူမျိုးမှပြည်သူများရဲ့အဆိုအရဒေါ်လန်ရေးတက်များရဲ့တိုက်ခိုက်မှုကြောင့်ပခုတ်ကူမျိုးမန်နေရက်ကွက်နေပြီးတော့လမ်းနေပြူစောတီကောင်းဆောင်ကြော်ဆုံးနိုင်ပြေဆုံးခဲ့ပြီးတော့ဒီကနေ့မနက်9နိုင်မှတကြိုလိုက်ပြီဖြစ်တယ်လို့သိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပခုတ်ကူမျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပခုတ်ကူခရိုင်တရင်16နဲ့ဘိုးကလေးတပေါင်းစိုးတို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကွက်ရေးတပွဲဝင်တွေထိခိုက်မှရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မကွေချင်းထောင်းကို PDF တွေတိုက်ခိုက်မှုပြီးမှထောင်းပိုင်းနဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မကွေချင်းထောင်းကို PDF တပွဲတချို့ကလာရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကျဉ်းထောင်းမှာထောင်းပိုင်းနဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့ထောင်းတရင်ရင်းမြစ်တွေကပြောဆိုပါတယ်။ဒီခုနှစ်ဧပြီလ13ရက်နေ့ညပိုင်းမှာ မကွေးမြို့မကွေးရင်းနံချောင်းလမ်းမဘေးမှာရှိတဲ့မကွေးဘို့အချင်းထောင်းနယ်မြန်နှချင်းဆိုင်မှာရှိတဲ့ M25 ရဲတပ်ရင်းကိုတောင်ဆဲအောင် LPDA တပ်ဖွဲ့နဲ့မာမေးပူပေါင်းတပ်ဖွဲ့များမှလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအပြီးမှာစစ်တပ်ထောက်လိုင်းရေးကအချင်းထောင်းတွင်စစ်ဆေးမှုတွေလှုံ့ဆော်ခဲ့ကထောင်ပိုင်းနဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းအဓိကအပြင်အချင်းထောင်အတွင်းတို့ဓာမြင့်ပစ္စည်းများတွင်းမှုနဲ့ဖမ်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။မကွေထောင်းပိုင်းအပဝင်ထောင်ဝင်နဲ့26ဦးစစ်ဆေးရေးယူခံရပါတယ်။ စတက်ကမကွေးထောင်းအပြစ်ခံရပြီးတဲ့နောက်ထောက်လန်းရင်းနဲ့ဝင်စီရင်အကျဉ်းသားတွေကခံတတ်တဲ့ပစ္စည်းတွေမသိအောင်လဲယူသွင်းပေးမှုနဲ့ဖမ်းခံရတာပါထောင်ပိုင်းကရောက်တာမကြတဲ့ဘူးလာပိုင်းမှာရှိသေးတယ်အင်းစိန်ထောင်ကပြောင်းလာတယ်လို့သိရတယ်ဒီလ6ရက်နေ့မှာထောင်ပိုင်းနဲ့ဝန်ထမ်း26ဦးကိုမိန့်ချမယ်အကျဉ်းထောင်ဥပဒေပုံမှန်42ကာကြီးနဲ့ဆွဲထားလို့အကျဉ်းထောင်တရင်ရင်းမြစ်ကရှင်းပြပါတယ်ဒါပြင်အဲ့ဒီမကွေးအကျဉ်းထောင်တိုက်ခိုက်ခံရပြီးတဲ့နောက်ထောင်ဝန်စာများကိုစစ်စစ်ချင်းထောင်တွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားများကိုအကြောင်းမဲ့ရိုက်နှက်နှိပ်စက်ချင်းတိုက်ပိတ်ထားခြင်းများပြုလုပ်ခဲ့ကြောင်း ဗေဒနိုပီဒီယာခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးနဲ့အနန္တီပါတီမှမကွေးတိုင်းတောင်တွင်းချင်းမြို့နယ်အမန်နဲ့ဒိုင်းဒေသကြီးလွတ်တော်ကိုစလဲအဝေမြင့်လိုင်တို့ဟာစစ်တပ်ကညံ့မှန်းနှိမ့်ဆက်ခဲ့တာကြောင့်အတန်းအနည်းရဲ့ဇိုးရင်ရတဲ့ဒီအပြင်းထန်တန်းရရရှိထားတယ်လို့သိရပါတယ်။အဆိုပါစကောင်းစီတပ်သားများရဲ့ညံ့မှန်းနှိမ့်ဆက်ခံထားရတဲ့ဗေဒနိုပီဒီယာခေါင်းဆောင်ကိုအောင်ခန့်ဦးဟာထောင်တန်း203နဲ့ကြားခံထားရပြီးတော့ဥကုကိုလိုင်းဟာထောင်တန်း183နဲ့ကြားခံထားရကြောင်းဒါပြေမကွေးဖို့အချင်းထောက်မှာ NLD ပါတီဝင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို ဒိုင်လွတ်တော်ဥက္ကဋ္ဌဦးတာတို့ကိုလည်းထိန်းသိမ်းခံထားရတယ်လို့သိရပါတယ်။အခုအကျဉ်းသားတွေကမကွေးထောင်အပြစ်ခံရပြီးကြတဲ့ကအခုချိန်ထိအဲ့တွေ့မရတော့ဘူး။နောက်ပြီးထောင်ဝင်စာလာဖို့ရင်လည်းအတားရင်တစ်မျိုးအသီးရွက်တစ်မျိုးစားစရာအသီးနှံတစ်မျိုးပဲ။ဂျန်နဲ့ပစ္စည်းနည်းနည်းပဲပို့ရတော့တယ်။အခုအကျဉ်းသားတွေကအခက်ခဲအများကြီးဖြစ်နေရပြီလို့အကျဉ်းသားမိသားစုဝင်တဦးကရှင်းပြပါတယ်။ပြီးကြတဲ့အေပီလ73ရက်နေ့ကမကွေးချင်းထောင်တိုက်ခတ်ခံရစမှာစတက်ရဲ့ဖြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားဇော်ရွှေအောင်ပါဝင်နိုင်ငံရေးအကျဉ်းသားနှစ်ဦးတည်ဆုံခဲ့ရပြီတော့ စတက်ကနိုင်ငံရေးကျင်းသားနှစ်ရာချုပ်ကိုညမနှိမ့်ဆက်တိုက်ပိတ်ထားတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတက်ဆက်ပေးခြင်းတဲ့သတင်းကတော့စကောင်းစီတက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးဘုံကြီးချောင်းဝင်းတွင်းကိုကြားရောက်ပောက်ပွဲခဲ့တာကြောင့်ကျောင်းနိုင်ဆရာတော်ပြန်လည်တော်မူတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးကြပါမယ်။တနင်္လာရီတိုင်းတဝဲမြို့နယ်ရှင်မုတ်ပတိကျေးဝါအုပ်စုဇော်ဝါရွာဒစိပ်ပင်ကျောင်းဗဒနာနာယကကျောင်းနိုင်ဆရာတော်ဗတန်တာအိန်တော်ပါတာစကောင်းစီတက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးစာထိမှန်ပြီးယမန်နေ့ဇွန်လတရက်နေ့ညနေပိုင်းမှာပြန်လည်တော်မူသွားခဲ့တယ်လို့ တပည့်တန်းကနဲ့တကားတကားမများထပ်မှသိရှိရပါတယ်။တဝဲမျိုးရှင်မုတ်တီဂျေဝါနီရွှေကူတရားမှရှိတဲ့စစေးကိတ်မှာယမန်နေ့ဇွန်လ၁ရက်မွန်လွယ်တနားရီဝဲခန်းချင်းကစပြီးတော့အကြမ်းဖက်စကောင်းစီတက်တဲ့တော်လိုင်းပူပေါင်းတက်များနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာ။စကောင်းစီတက်ကလက်နက်ကြီးနဲ့ဇက်တိုက်မျိုးရင်းကိုပြစ်ခတ်ခဲ့တယ်လို့ဒေသခံများကပြောပါတယ်။အဲဒီလိုအကြမ်းဖက်စကောင်းစီတက်ကလက်နက်ကြီးတွေပြစ်ခတ်မှုကြောင့်ဒစိမ့်မင်ဂျောင်းဝင်းအတွင်းလက်နက်ကြီးများကြားရောက်ပောက်ွဲခဲ့ကဆရာတော်ကိုကြီစထိမှန်ပြီးတော့ပြန်လွန်တော်မူခဲ့ခြင်းဖြစ်တယ်လို့ဇရာတော်ရဲ့တပည့်ယဟန်တပါးကမိန့်ဆိုပါတယ်။ အခုရွာထဲမှာတိုက်ပွဲဖြစ်တော့ရွာသားတွေကဆရာတော်ចောင်းကိုပြေးပြီးတော့လာကြတယ်။ရွာထဲမှာမနေရဲလို့လေ။အဲ့ဒီချိန်မှာဆရာတော်ကနေနေတဲ့ចောင်းဆောင်မှာနေပြီးတော့ရွာသားတွေအနာကိုအားပေးစကားသွားပြောတယ်။အားပေးစကားပြောပြီးဆရာတော်ကចောင်းဆောင်မှာနေပြန်ထွက်မှာသူ့ရဲ့ဦးခေါင်းကိုလက်နဲ့ကြည့်အစဆင်ပြီးတခါတည်းပဲပြန်တော်မူတာပါ။အုံနောက်တစ်ချံမရှိတော့ဘူးလို့သိရတယ်။လက်နဲ့ကြည့်ကြည့်စမှန်တာကညနေ3:00နာရီခွဲမှာပါ။ဆရာတော်ရဲ့ចောင်းတိုက်အတွင်းထဲမှာပဲထိတာပါ။အခုရွာမှာကမီးကတည်နေတယ်။ဒါကြောင့်ဆရာတော်ကိုចောင်းတိုက်ကမီးဆက်နှုတ်ပြီးပူဇော်ထားရတယ်။ ပြက်ကတ်တန်တွေကတော့ငြိမ်သွားပြီလို့ဆရာတော်ရဲ့တပည့်ယဟန်တပါးကမိန့်ပါတယ်။ဆရာတော်ဟာပြန်လည်တော့မူချိန်မှာဓာတ်တော်66နဲ့ဒိတ်ကတော့46ဝါရှိပြီဖြစ်ပြီးတော့ဇာပနာအစီအစဉ်ကိုတော့ဘလို့ဆောင်ရရမှာကိုဆုံးဖြတ်လို့မရသေးဘူးလို့တပည့်ယဟန်တန်ကနဲ့တကားတကားမှများထပ်မှသိရပါတယ်။အခုကနေမြေအနေထားကဘလို့လဲမသိရသေးဘူး။ဆရာတော်ရဲ့အနေတပါဇာပနာလို့ဘုကအားလုံးနဲ့တိုင်မရအောင်မယ်။စာပနာကိစ္စကိုပြောလို့မရသေးဘူးလို့ထပ်ပါဆရာတော်ကဆက်လက်မိန့်ပါတယ်။ဒါပြင်ရွှေကူတောင်တိုက်ပွဲတွင်ရွှေကူတောင်ချင်းမှာနေထိုင်တဲ့အသက်30ရွယ်မျိုးသားတအူးကိုလည်း စကောင်းစီပြစ်လိုက်တဲ့လက်နက်ကြီးကြီးစားထိမှန်တည်ဆုံးခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြကြီးနားမှာအယာရီမြေကြီးကစိုးရင်ရေမတ်ထက်ကျော်လွန်သွားပြီးတပေခွဲခန့်မြင့်တက်မယ်လို့မိုးစလကသတိပေးကရေဘေးဒုက္ခသည်တွေအများပြရှိနေပြီးခေစေးရေးတွေမလုံလောက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်ရဲ့မြို့တော်မြကြီးနားမြို့မှာအေယာရီမြေကြီးကစိုးရင်ရေမတ်ထက်ကျော်လွန်သွားပြီးတော့နောက်ထပ်စိုးရင်ရေမတ်ထက်တပေခွဲခန့်မြင့်တက်မှာဖြစ်တယ်လို့မိုးလေဝသနဲ့ဇလားပိတာညွှန်ကြားမှုဦးစီးဌာနကသတိပေးချက်ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်6:30မိနစ်အချိန်မြကြီးနားမှာအေယာရီမြေကြီးဟာဇိုးရင်ရေမှန်1100ထက်တိုနှလမခန့်မြင့်တက်နေပြီးဒါမဲ့တရက်အတွင်းမှာတပေခွက်ခန့်မြင့်တက်နိုင်ကြောင်းအဲဒီလိုအေယာရီမြေကြီးမြင့်တက်လာတဲ့အတွက်မြကြီးနားမြို့အနေမိုင်းရက်ွက်များအားလုံးရေကြီးနှိမ့်မြုပ်သွားကြောင်းလက်ရှိမှာရေပေဒုက္ခသည်တွေများစွာရှိနေပေမဲ့လည်းကဲဆယ်ရေးနဲ့ကဲဆယ်ရေးစခန်းလုံလောက်မှုမရှိကြောင်းသိရပါတယ်။ဒါပြင်လက်တလောမှာအေယာရီမြေကြီးမြင့်တက်လာမှုကြောင့်အလဲကုံ၊ကြပောင်ချံ၊ရမ်ပူ၊ဂျာမိုင်းကောင်အပါဝင်ရက်ွက်ပေါင်ခုနှစ်ခုခန့်ရေပေဒုက္ခရောက်နေရကြောင်း ဒါပြင်တက်ကြီးရွဲဦးတွေဂျမ်းမရေမကောင်းသူတွေပါရေဘေးတင့်နေပြီးတော့လက်ရှိမှာလည်းကဲဆယ်ရေးဟာအလုံးလောက်မရှိဘူးလို့မြကြီးနာမျိုးအခြေဆိုင်ကဲဆယ်ရေးလှုံ့ဆော်နေတဲ့ပရာဟိတအဖွဲ့မှတာဝန်ရှိသူတအူးကပြောပါတယ်မင်းညာကတော့မြေကြီးကစိုးရင်ရေမှတ်1100ကျော်လောက်မှရက်နေတာအခုဒီကနေ့မနက်မှာတော့1100စိုးရင်ရေမှတ်ကျော်ရောက်ရှိခဲ့ပြီမင်းညာကရေမဝင်တဲ့ရက်ွက်တွေအခုမနက်တော့အကုန်ဝင်သွားပြီတချို့ရက်ွက်ထဲမှာရှိတဲ့လုံနာတွေလည်းပါတယ်တကြီးဝယ်ဦးတွေလည်းပါတယ်သူတို့ကတော့ကဲပြီးတော့စိတ်ယုံပို့ရတာရှိတယ် သူတို့သွားခြင်းတဲ့နေရာကိုပို့ပေးရတာရှိတယ်။လောလောဆယ်ကဲဆယ်ရေးစကန်တွေကတော့မရှိသေးပါဘူး။နောက်ပြီးအခုလိုရေးပေါ်အကူအညီနဲ့ပတ်သက်လို့ကျွန်တော်တို့ကရပ်ပတ်ဖွဲ့စည်းတွေဖြစ်တဲ့တို့ကစတုံးစီတွေလိုအပ်ပါတယ်။ပြီးတော့ကဲဆယ်ရေးသမားတွေတို့ကစာနယ်ရေးခါတွေပြည်သူတွေရဲ့လိုအပ်ချက်တွေကတော့ရေးပေးရှောင်းတဲ့ပြည်သူတွေနေဖို့ထိုင်ဖို့နဲ့စားဖို့တောက်ဖို့ပေါ့။အဲ့ဒါတွေလိုအပ်ချက်ရှိပါတယ်။နောက်ပြီးပြည်သူတွေကိုတခြားပြောချင်တာကမိုးကလည်းအထက်မှကြီးနေသေးတယ်ဆိုတော့ဂယုစိုက်စေချင်ပါတယ်။တချို့ရက်ွက်တွေကရေမဝင်လာဘူးရေမကြီးလောက်ဘူးဆိုပြီးပော့ပော့နေကြတာတွေရှိတယ်။ အဲလိုနေရာတွေထဲမှာညာပိုင်းတကယ်ရေဝင်လာတဲ့ချိန်ကျတော့အဲ့ဒီကြံခဲ့တဲ့အိမ်တွေကိုပြန်လိုက်ထုတ်ရတာပါဒီတော့အဲ့ဒါကကျွန်တော်တို့တို့ကပို့ပြီးတော့ဝင်ကြီးနေတာလို့မြကြီးနာမျိုးအခြေဆိုင်ပရာဟိတဖွဲ့ဝင်တအူးကရှင်းပြပါတယ်လက်ရှိမှာရေဘေးတင့်နေသူတထောင်ပတ်ဝန်းကျင်ရှိနေပြီးအကူအညီများစွာလိုအပ်နေကြောင်းစကောင်းစီဘက်ကတော့နေမြေအုပ်ချုပ်ရေးပိုင်းကလွဲပြီးတော့ပြည်နယ်အစိုးရဖွဲ့အနေနဲ့ပါဝင်ကူညီမှုမရှိသေးဘူးလို့သိရပါတယ်လက်ရှိပြည်နယ်စကားဆဘက်ကတော့ဝင်ပါတာမရှိသေးဘူးလက်ရှိထွေအိုပိုင်းနဲ့အုပ်ချုပ်ရေးမှုပိုင်းလောက်ပဲပါတယ်တန်နေမိသက်ရဲ့အရန်မိသက်ရဲ့ အပြင်ပရာဟိတအဖွဲ့စည်းတွေရဲ့ဒီလောက်ပဲပါတယ်။ရေကဒေတာတက်လာရင်ပို့ပြီးတော့ဒုက္ခများနိုင်တယ်လို့မြေကြီးနာမျိုးမှကယ်ဆယ်ရေးပရာဟိတသမားတဦးကဆိုပါတယ်။စကောင်းစီရဲ့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကတော့မြန်မာနိုင်ငံတော်မှာမြေကြီးကြီးချင်းမိုးတဲထန်းစွာရွာသွန်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီးတော့ပြည်သူများအနေနဲ့ရေကြီးမှုတွေကြုံတွေ့လာနိုင်တယ်လို့သတိပေးချက်ထုတ်ပြန်ထားပါတယ်။အရင်နောက်ရုရှားကငှက်ကင်တွေဖျောက်သွားလဲဆိုတဲ့ဒေါ်လန်ရေဘတ်တော်သားရဲ့ရေးသားထားမှုကိုတင်ဆက်ပေးကြပါမယ်။ရုရှားရဲ့ငှက်ကင်တွေဖျောက်သွားလဲမာလာတက်ကပြည်သူတွေကိုဘုံကျဲရင် တတိယခွေဦးစုနဲ့ဇေဦးစုတို့ပြောလို့ရှိတာကငက်ကဲ့နေဘဲမာလဲဆိုတာပါမနေ့ကတိုက်တိုက်ဆိုင်ဆိုင်ပဲရုရှားကဒရုန်းတွေနဲ့ပစ်တာကိုယူကရိန်းကအမေရိကန်နေတို့ထောက်ပံ့ကန်ဖြစ်ပေမဲ့ဒေါ်လာဘီလီယံ300 400အထက်ရရှိနေပေမဲ့လေသူတို့အနေနဲ့မကားကွယ်နိုင်တာကိုတကယ်ယူသားစွာမသိသူတွေအတွက်ရှင်းပြခဲ့တယ်လို့ဘောမာတွေတတိယခွေဦးစုတွေနားလည်အောင်လဲရှင်းပြခဲ့ပါတယ်တိုက်ဆိုင်သွားပဲအစိုးပါဆောင်းပါတင်နေနေမှာပဲရုရှားကိုယူကရိန်းကဒရုန်းတွေနဲ့ပြန်စော်သွားခဲ့ပါတယ်ရုရှားဟာမာလာခွေးတက်ရဲ့ဖားခင်ကြီးပါ ျော်မင်းကြီးပေါ့ဗျာရုရှားဟာအမေရိကန်ပြည်ရင်ဒုတိယဆင့်အားအကြီးဆုံးတိုင်းပြည်ပါဒါကတော့ဗိုလ်မတွေလည်းထောက်ခံမယ်ထင်ပါတယ်တရုတ်ကလည်းအခုချိန်ထိရုရှားကိုဖိခေါ်နေရဆဲပါဒါကြောင့်မို့လို့ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာအမေရိကန်ပြည်ရင်ဒုတိယအကောင်းဆုံးဆိုတာတတိယခွဲဦးစုရောဗိုလ်မတွေပါအားလုံးလက်ခံလိမ့်မယ်လို့ထင်ပါတယ်ဒါဆိုရင်ကျော်မင်းကြီးရဲ့ငှက်ကင်တွေကဘာကြောင့်ယူကရိန်းလေကြောင်းကတိုက်ခိုက်တာကိုမကာကွယ်နိုင်ခဲ့တာပါလဲအခုပြောနေတဲ့အချိန်ထိတက်လာတဲ့သတင်းတွေရော ယူကရိန်းရဲ့ထောက်လန်းရေးတွေကစာရေးသူရခင်ကအန်ယူဂျီကိုအကြံပေးနေခဲ့တယ်လို့ပဲရုရှားရဲ့အတွင်းစီးတဲကိုဝင်ပြီးတော့လေတံနာကနေကုန်ကားရက်ပြီးတော့ဒရုန်းနဲ့နဲ့စွန်လော့တလို့ဂျိုးတွေနဲ့တုံးပြီးတော့တိုက်ခိုက်သွားခဲ့တာပါသူတို့ဟာတကယ်မရှင်အကြီးကြီးကိုဝင်တိုက်သွားပြီးဝင်မတိုက်ခင်တော့အာမချောင်ခဲ့ပါဘူးပြင်းမဲ့အသေးလေးတွေကိုစမ်းတက်ပြစ်မပြခဲ့ပါဒါကတော့စာရေးသူတို့အားလုံးလေးလာတင်ယူရမယ့်သတင်းလုံးကြုံရေးချက်ပါနောက်ပြီးအခုလိုတိုက်ခိုက်လို့ကျွမ်းမင်းရဲ့လေတက်ကအနုမြူဘုံကျဲလေရင်ပေါင်း၄၀ကျော်ပျက်စီးခဲ့တယ်လို့သတင်းတွေကဆိုပါတယ် ဒါပေမဲ့ပူတင်ကလည်းပြန်ချမှာပါပြောလို့တာကပူတင်ရဲ့ငှက်ကင်တွေဟာယူကရိန်းရဲ့လေကြောင်းရံကိုမကာကွယ်နိုင်ခဲ့တာပါဒါဆိုရင်ပူတင်ရဲ့ငှက်ကင်တွေကဘယ်ရောက်သွားပါလဲသူကမှအန်ယူဂျီလိုတာမန်ကျောင်းတွေကိုမကာကွယ်နိုင်ခဲ့တာမဟုတ်ဘဲသူ့ရဲ့စည်ရေးရချက်ချကြတဲ့လေးတဲ့စကန်းကိုတောင်မကာကွယ်နိုင်ခဲ့တာပါရုရှားဟာကမ္ဘာမှာဒုတိယစစ်ရင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီးသူ့လိုနိုင်ငံကတောင်မကာကွယ်နိုင်တဲ့လေကြောင်းရံကိုဘာမှစစ်သုံးစရိတ်မရှိဘဲလင်းနဲ့တာအန်ယူဂျီကိုမကာကွယ်နိုင်ရကောင်းလားဆိုပြီး အပြစ်တင်သူတွေရဲ့အုံနောက်ကိုတာမန်ပြည်သူတွေစဉ်းစားလို့ရနိုင်အောင်ပြောပြတာပါဇာယီတို့အနေနဲ့လေချောင်းရံကာကွယ်ဖို့ကယူကရိန်းကိုလေ့လာပါမိမိနိုင်ငံနဲ့ကိုင်းကြီးတဲ့ဗျူဟာနဲ့သူ့ရဲ့တပ်ထဲကိုဝင်ထောက်လိုင်းစနစ်ကိုတုံးပြီးတော့ယူကရိန်းကိုတွ့ယူပါပြည်သူကတော့ဒီလိုမျိုးစစ်စင်ရေးတွေလုံနိုင်အောင် PRF ကနေတဆင့် NUG အောက်က PDF တွေကိုထောက်ပံ့ပါငါတို့မှငါတို့သာရှိပါတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်း ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။